ဒီနေ့တော့ hacket channel ရဲ့ပိတ်သက်တွေကိုကျွန်တော်တင်ဆက်ပေးခြင်းနဲ့အကြောင်းအရာကတော့ Ronaldo Man U အသင်းကိုရောက်ရှိပြီးပထမဆုံးအသင်းနဲ့ fly ရယူခဲ့တဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။ကျွန်တော်ဒီ season လေးကိုကြိုက်နေတတ်တယ်ပဲဖြစ်ဖြစ်ဝေဖန်အကြံပြုပေးခြင်းနဲ့ပဲဖြစ်ဖြစ်အော် comment ပါပါ။စာများရေးခဲ့နိုင်ပါတယ်။နောက်ပြီးတော့နောက်ထပ်မိတ်ဆွေတို့သိခြင်းနဲ့အကြောင်းအရာများရှိခဲ့ရင် comment ပေါ့မှာရေးခဲ့ပေးဖို့တောင်းဆိုပါရစေ။ CR7 ဟာ Manchester United တင်ကို2003ခုနှစ်မှာ Sporting CP ကနေပေါင်စံ2.24တန်းဖြင့်ရောက်ရှိလာခဲ့ပါတယ်။ Man United ရဲ့တမိုင်းတစ်လျှောက်မှာလည်းပထမဆုံး Portuguese နိုင်ငံသားဖြစ်ပါဝင်လာသူဖြစ်ပြီးရည်သွေးမြင့်နဲ့ဆွဲဆောင်မှုရှိတဲ့တက်သစ္စာကစားသမားတစ်ဦးဖြစ်ပေးသက်တူရှိကချစ်မြတ်နိုးမှုကိုလည်းရရှိခဲ့ပါတယ်။ န်ချက်စတာယူနိုက်တက်အသင်းနဲ့အတူသူတို့ပထမဆုံးဖလားကိုတော့အင်္ဂလန်နိုင်ငံရဲ့တက်တန်းအရင်ဆုံးပြိုင်ပွဲတစ်ခုဖြစ်တဲ့ FA Cup လာကြီးနဲ့စတင်နိုင်ရပါတယ်။ရနဒိုဟာဒီပွဲစဉ်မှာမန်ယူတင်းရဲ့ first line နဲ့အဖြစ်ပါဝင်ကစားကွင်ရရှိခဲ့တယ်လို့ပထမပိုင်း44မိနစ်မှာလဲမန်ယူတင်းအတွက်ဥဆောင်ကိုလည်းရယူပေးခဲ့ပါဗျ ဒီဂိုးကိုတော့ရော်နယ်ဒိုဟာဂယ်ရီနဖီးရဲ့ဖြတ်တင်ပေးမှုကနေတဆင့်ပြိုင်ဘက်နောက်တန်းတွေရဲ့ဆုတ်ထားတဲ့ကြားကနေခေါင်းတိုက်ဂိုးဖြစ်ရယူခဲ့တာဖြစ်ပါတယ်ဒုတိယပိုင်းမှာလည်းဖန်မစ္စတာကနှစ်ဂိုးထပ်မံပေးနေတယ်ဒီဝါဒင်းကိုပွဲပြီးနိုင်ငံတုံးဂိုးကိုမြေပြင်နိုင်ရရှိခဲ့တယ်ဒီပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားစုကိုလည်း Matt Rating 8.5ရဲ့ Prime Minister Ryan က မန်အော်ဒမ်ပဲရရှိခဲ့ပါတယ်ဒီပွဲစဉ်ဟာရန်ဒူရဲ့ပထမဆုံးမန်ယူသင်းနဲ့ရရှိခဲ့တဲ့ပလားဖြစ်တယ်လို့ FA ကချန်ပီယံဖြစ်ပြီးစူပလားစုခူးခဲ့တဲ့ပထမအဦးဆုံးပေါ်တူဂီနိုင်ငံသားကစားသမားဖြစ်လေမှတ်တမ်းဝင်ခဲ့ပါတယ်ပွဲပြီးအင်တာဗျူးမှာတော့ရန်ဒူကဒီနေ့ပွဲစဉ်အတွက်ကျွန်တော်အရင်ပြောပါတယ်မန်ချက်စတာယူနိုက်တက်နဲ့အတူပထမဆုံးပလားကိုစုခူးနိုင်ခဲ့တာပါ နောက်နာဘက်မှာလည်းချားပလားတွေကိုဆက်လက်စုနိုင်ပြီလို့မျှော်လင့်ပါတယ်။ဖက်ကရန်ကောင်းမှစားကစားခဲ့ပါတယ်။ကျွန်တော်တို့နိုင်ရဖို့တကယ်ကိုထိုက်တန်ခဲ့ပါတယ်။ဖိုင်နယ်ဘွဲမှာကိုသွင်းနိုင်တာကမြင့်တိကစားသမားမဆိုမျှော်လင့်နေရတာကျွန်တော်နေနေတဲ့ရန်ကုန်ယူပါတယ်။ဒါအဲ့လက်ဖောက်စံကကျွန်တော်ကိုမြေယုံကြည်အားထားပေးတယ်။ကျွန်တော်ကပုံမိုးပုတ်တအောင်ကြိုးစားပြီးအသင်းတွေအကောင်းဆုံးပြည့်စက်ချင်ပါတယ်။နာဒိုဒီလက်ရှိချိန်တွင်သူဤ ကြပိုင်းကာလများသို့ရောက်ရှိနေတော့လဲဂိုးသွင်းနိုင်စွမ်းကိုဆက်လက်ထိန်းထားနိုင်စေဖြစ်သည်သူ၏ကစားပုံနှင့်ဂိုးသွင်းနိုင်စွမ်းသည်သူ့ကိုကမ္ဘာအကောင်းဆုံးဘောလုံးသမားများထဲမှတဦးအဖြစ်ရည်တည်စေခဲ့သည်လက်ရှိအချိန်တွင်သူ၏ဆွဲဆောင်ရည်တည်တဲ့အနေငယ်ကြာဆင်းလာသည်ဟုထင်ရတော့လဲဂိုးသွင်းနိုင်စွမ်းသည်မပြောက်ပြက်သေးပေဒီနေ့မိတ်ဆွေတို့ကိုကျွန်တော်တင်ဆက်ပေးခဲ့ရတော့ဆရာ7 ma in qualche modo plastico che muoviamo, proprio perché avevi pare.